ငလျင်လောက်တယ်ဆိုတဲ့အကြောင်းတွေကိုကျမတို့ကလေးဘဝကနေစပြီးတော့အခုချိန်ထိအချိန်မောင်းများစွာကြားဘူးကြပြီးဖြစ်မှာပါလူသားတွေဟာမိတောင်ပတ်ခွဲတာမုံတိုင်းနဲ့ဘယ်နေ့ဘယ်နေရာမှာမိုးရွာမယ်အစာရှိတဲ့ဖြင့်မိုးလေဝသအချက်လက်တွေကိုကြိုတင်ခန့်မှန်းနိုင်ပေမယ့်ငလျင်လောက်တာဟာဆိုရင်တော့တခြားသဘာဝဘီအန်ဒီယာတွေလိုမျိုးကြိုတင်ခန့်မှန်းလို့မရတာကြောင့်ငလျင်ဆိုတဲ့သဘာဝကပ်ပြီးကြုံလာပြီဆိုရင်ပြင်ဆင်ချိန်ဘာမှမရတာပဲဆုံးရှုံးမှုတွေကြီးမားလေရှိပါတယ်ဒါဆိုရင်ငလျင်ဘာကြောင့်လောက်တာလဲ ။ငလင်းလှုပ်တဲ့အချိန်မှာကဘာမြေကြီးကဘာတွေဖြစ်တယ်လဲနဲ့ငလင်းလှုပ်ပြီးပြီဆိုရင်နောက်ဆက်တွဲဘာတွေကြုံရမလဲဆိုတာတွေကိုဒီကနေ့မှခိုင်ကပြောပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဒီမေကုန်းတွေကိုဖြေဖို့အတွက်ဆိုရင်တော့ခိုင်တို့ကဘာမြေကြီးကိုဘလိုတွေဖွဲ့စည်းထားသလဲဆိုတာအရင်အဦးဆုံးသိဖို့လိုအပ်မှာပဲဖြစ်ပါတယ်။ခိုင်တို့ရဲ့ကဘာမြေကြီးကိုအကြအဖြစ်အလွာကြီး၃ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။နံပါတ်၁အလုံးကိုပူပြင်းတဲ့ဗဟုဇံနံပါတ်၂အကာနံပါတ်၃အခွန် ဒါတွေပဲဖြစ်ပါရဲ့ရှင်။ကျမတို့လူသားတွေနေထိုင်ကြတဲ့ကဘာကြီးရဲ့အခွန်အလွှာတွေကိုချုံထက်တဲ့ကြောက်ဆိုင်ကြောက်သားတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒီကြောက်လွာကြီးတွေဟာတောက်လျှောက်တဆက်ထဲရှိနေတာမျိုးမဟုတ်ဘဲနဲ့အပိုင်ပိုင်ကွဲနေကြတာဖြစ်ပါတယ်။ဒီလိုအပိုင်ပိုင်ကွဲနေတဲ့ကြောက်လွာကြီးတွေဟာအငြိမ့်နေတာမဟုတ်ပါဘဲနဲ့ရွေရှားနေကြတာဖြစ်ပါတယ်။ဒလိုရွေရှားရမှာဆိုရင်လေဥတီချက်တွေမတူသလိုရွေရှားတဲ့အရှိန်တွေလေတစ်ခုနဲ့တစ်ခုမတူညီကြပါဘူး ဒါကြောင့်ကြောက်လွာကြီးတွေတစ်ခုနဲ့တစ်ခုဆုံတဲ့နေရာမှာအချင်းချင်းတွန်းတိုက်မိရာကနေငလင်းလုံးချင်းဖြစ်ပေါ်လာတာလို့အကြံပြင်းပြောရမှာပဲဖြစ်ပါတယ်။ဒီလိုမျိုးအလုံးကိုကြီးမားတဲ့ကြောက်လွာကြီးတွေအချင်းချင်းတိုက်မိရာမှာတစ်ခုနဲ့တစ်ခုချိတ်ဆွဲထားတယ်လို့ဖြစ်သွားပါတယ်။ဒီလိုအစိပ်ပိုင်းတချို့ကချိတ်ဆွဲမိသွားပေမဲ့မချိတ်ဆွဲမိပဲကျန်းနေတဲ့ကြောက်လွာကြီးတွေကမူလဥတီချက်အတိုင်းဆက်ပြီးတော့ရွေးရှားနေတာဖြစ်ပါတယ်။ လိုနဲ့ချိန်မိတဲ့နေရာဟာဂျပန်နဲ့တပတ်အပြိုင်လွန်ဆွဲခံရသလိုဖြစ်နေပြီးအချိန်တိုင်းတာတစ်ခုကိုရောက်တဲ့အချိန်မှာရုတ်တရက်လွတ်သွားပြီးတော့တုံခါထွက်သွားပါတော့တယ်။ဒီတုံခါမှုတွေဟာလှိုင်းအနေနဲ့အရက်မျက်နှာအလုံးဘက်ကိုပြန်ထွက်သွားပြီးတော့ငလင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဒါကြောင့်ချိန်ဆွဲခံထားတဲ့အစိပ်ပိုင်းတွေကကြာလာလေလေလွတ်ထွက်သွားတဲ့အချိန်မှာဖြစ်ပေါ်လာမဲ့ငလင်းလှိုင်းတွေကပိုပြီးတော့ပြင်းထန်လေလေဖြစ်ပါတယ်။ လေးလာမှုတွေအရဆိုရင်တော့ကဘာပေါ်မှာလှုပ်ခဲ့ပြီးတဲ့ငလျင်အားလုံးပေါင်းရဲ့90ရာခိုင်နှုန်းဟာပစိဖိတ်သမုဒ္ဒရာအနာပတ်လေရဝန်းကပြည့်၍ဂျော်ဂျီတွေနားမှာပဲလှုပ်ခတ်ခဲ့ကြတာဖြစ်ပါတယ်ကျန်တဲ့ဆယ်ရာခိုင်နှုန်းပတ်ဝန်းကျင်ဟာဆိုရင်တော့ LP date back လို့ခေါ်တဲ့ဥရောပတောင်ပိုင်းကနေစတင်ပြီးတော့မြေထဲပင်လယ်ကနေခိမွင်တာတောင်တန်းနဲ့မြန်မာနိုင်ငံအလဲပိုင်းကိုဖြတ်ပြီးတော့အင်ဒိုနီးရှားကျွန်းစုတွေထိတွေ့တန်းနေတဲ့ပြည့်ွေကြောင်ကြီးပဲဖြစ်ပါတယ် ကမ္ဘာတမိုင်းမှာစံချိန်တင်အပြင်းထန်ဆုံးကလေးရဆိုရင်တော့1960ပြည်နှစ်မေလ22ရက်နေ့တာအမေရိကတိုက်ချီလီနိုင်ငံဗယ်ဒီဗီယာမြို့အနီးမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်အာ9.5မဂနီကျူးထိရှိနေပြီးတော့လူပေါင်း9900ကျော်ထိတိတ်ဆုံးသွားစေခဲ့တာပါ။ကျမတို့မြန်မာနိုင်ငံတမိုင်းမှာအပြင်းထန်ဆုံးလို့ယူဆတဲ့ငလျာဆိုရင်တော့1932ခုနှစ်မေလ23ရက်နေ့မနက်အစောပိုင်းမှာလှုပ်ခတ်ခဲ့တဲ့မေမြို့ငလျင်မဲဖြစ်ပါတယ်။ ရစ်ချက်စတာစကေးရရှဲထိပ်ပြန်ထန်ပြီးတော့ရှမ်းပြည်မြောက်ပိုင်းနဲ့မန္တလေးစကိုင်းမိုးကုတ်ခရိုင်တွေအတွင်းမှာစတူယန်မိုင်ပေါင်း3,9500ပတ်လည်ကဒေသတွေကအရစ်ငလင်တန်တွေကိုခံလိုက်ကြရတာဖြစ်ပါတယ်။မိုးကုတ်တမြို့ရဲတွေမှာဈေးဒီပထိုးပေါင်း60များပြိုကျပျက်စီးခဲ့တယ်လို့မှတ်တမ်းတွေရသိရပါတယ်။1930ပြည်နှစ်မေလ9ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ဘကုန်းကလေးရာဆိုရင်တော့မြန်မာနိုင်ငံတမိုင်းမှာတေးကြီးအပြည့်အစီအများဆုံးဖြစ်ခဲ့တာပါ ငလျင်ပြရရာဆိုရင်တော့ Richter scale 9.3ဖြစ်ပါတယ်။နာမည်ကျော်ရွှေမုတ်တော်ဖျားအပေါ်ပိုင်းပြိုကျခဲ့ပြီးတော့စိန်ဖူးတော်မြေခါခဲ့ရတာပါ။တမျိုးလုံးဒီပါပြက်စီးသွားပြီးတော့လူပေါင်း900ပတ်ဝန်းကျင်လောက်တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ငလျင်ဟာဆိုရင်တော့ဇိုတင်ခံမှန်းတွက်ချက်လို့ရတဲ့သဘာဝဘေးမျိုးမဟုတ်ပါဘူးရှင်။ဒါပေမဲ့နီးပညာတွေဖွံ့ဖြိုးတိုးတက်လာတဲ့အမျှအတိတ်ကာလကလှုပ်ခတ်ခဲ့တဲ့ငလျင်တွေကိုပြန်လည်လေ့လာပြီးတော့နောက်တစ်ချိန်မှာတကြောပြန်လည်လှုပ်ရှားနိုင်မယ့်ဖြစ်နိုင်ခြေတွေကိုတော့ခံမှန်းလို့ရတာပေါ့ရှင်။ ငလင်းဟာအချိန်ကာလသတ်မှတ်ချက်မရှိဘဲနဲ့အချိန်မရွေးလှုပ်ရှားနိုင်ပါတယ်။ကမ္ဘာပေါ်မှာမြေသည့်နိုင်ငံမှငလင်းလှုပ်ရှားမှုတွေကိုအတိအကျကြိုးတင်ခံမှန်းပြီးတော့တရီပေးချက်ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ငလင်းလှုပ်ပြီးပြီဆိုရင်တော့ဖြစ်တတ်တဲ့နောက်ဆက်တွဲဘေးအန္တရာယ်တွေထဲမှာလူသေအများဆုံးနဲ့အန္တရာယ်အကြီးဆုံးကတော့ဆူနာမီကပ်ဘေးဖြစ်နေပြီးရေလွှမ်းမိုးခြင်းပဲဖြစ်ပါတယ်။တခြားဖြစ်တတ်တဲ့အရာတွေကတော့တောင်တန်းဒေသမှာနေထိုင်တဲ့သူတွေဆိုရင်မြေပြိုခြင်းတွေကိုသတိထားမှာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ငလင်လုတ်ပြီးဆိုရင်လျက်ဆက်ဓာတ်အားလိုင်းတွေတန်းွေလိုင်းတွေကိုပြက်စီးသွားစီတာကြောင့်မီးလောင်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ငလင်ကြောင့်ပဲမရှိပိုင်လိုင်းတွေပေါက်ကွဲထွက်သွားနိုင်ပြီးမီးလောင်မှုတွေကိုညှိနှိုင်းရန်အတွက်အခက်အခဲများစွာရှိရာကြောင့်ငလင်လုတ်ပြီးခြင်းမှာလောင်တဲ့မီးတွေကိုတားဆီးဖို့အလုံးကိုခက်ခဲလေးရှိပါတယ်။ဥပမာအဖြစ်ဆိုရင်တော့1906ခုနှစ်အမေရိကန်နိုင်ငံမှာဆန်ဖရန်စစ္စကိုငလင်မှာငလင်လုတ်ခြင်းထက်မီးလောင်ခြင်းကြောင့်ပိုပြီးတော့လူသေဆုံးမှုတွေဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်ရှင်။ဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါ